ို့လို့နော်လောလောလတ်လတ်ဖြစ်သားလို့ပါကျွန်တော်အိမ်တော့ကဆိုရင်ကျွန်တော်ဗိတိဇာနေရှင်ပခံနေဘူးအာတည်ရဲ့ယေရှုနောက်လိုက်တဲ့လူတွေခရစ်ယာန်တွေကဆေဖို့တဘို့လုတ်တယ်လူတွေဆိုတာကျွန်တော်ကြားဘူးလေ။နောက်ကျွန်စိတ်ထဲမှာတော့ဆေဖို့တဘို့ကလုတ်ရမှာတေချာသလားဗောနော်။ဒီတော့ငါတို့ကအကန့်သူတွေကလည်းလေအကဲစလို့ရှိတဲ့စိတ်ကရှိတာဟုတ်အားလုံးကမနာခံကြည်ဘူးဘာမှကိုကိုအားကိုးတယ်မလုတ်လည်းကြည်ထင်ရပါတော့နော်။ချင်တာဗောနော်သူများလည်းမေးတယ် တချို့လူတွေကတော့ပြောတယ်ဆေးဖို့တို့ထည့်နေရတယ်မထည့်လဲရတယ်ပေါ့နော်ကျွန်တော်ကလည်းနေရှင်းပခံတိတော့ကျွန်တော်ဆေးဖို့တို့မထည့်မထည့်ဘူးကျွန်တော်ကျွန်တော်နေရှင်းခံပြီးတော့ကျွန်တော်စိတ်ထဲမှာတော့ဆေးဖို့တို့မထည့်လဲဘာမှမဖြစ်ပါဘူးနော်စိတ်ထဲမှာလူချင်းတဲ့အချိန်လူပေးချင်တဲ့အချိန်ပေးဖို့ free ပေါ့နော်အားလုံးက free ပဲဆိုတော့ကျွန်တော်ဒီလိုနေတာဒီလိုနေတော့ကျွန်တော်မတ်လမှာကျွန်တော်လေကျွန်တော်လူလို့ဆေဖို့တို့လို့ဒီချစ်ခံမိရကျွန်တော်ကျွန်တော်လုပ်နေပြီဒါကျွန်တော်ခရစ်ချန်တွေရဲ့ တာဝန်ဝတ္တရလိုရမယ်စိတ်ဆိုတော့ဘုရားကိုချစ်တဲ့စိတ်နဲ့လိုတယ်ဆိုတော့ကျွန်တော်ကတည်တယ်ဒါပေမဲ့စိတ်ထဲမှာလုံးဝတော့အပြည့်ဝတော့တိတ်လက်မခံချင်သေးဘူးဘုရားကထိုးလားမထိုးလားဆိုတော့ဆေဖို့တော့မဆိုင်ဘူးတော့ကျွန်တော်ထင်တာကနော်ကျွန်တော်ကအဲဒီလိုလူတွေကကျွန်တော်ကြားရနေတာကတော့ဆေဖို့တော့လူရေဆေစားပြန်ရမလို့ပြောတာဟုတ်ကျွန်တော်ကအဲ့ဒီစိတ်ကိုကျွန်တော်မခံချင်တာကျွန်တော်စိတ်ထဲမှာကျွန်တော်ကယေရှုကိုယုံလိုက်ပြီဆိုကြတဲ့ကကောင်းကြီးတဲ့ကနေပြည့်နေပြီ လောကီမှာအလုံးအစင်မပြေလဲကျွန်တော်တို့နောက်ဆုံးကျွန်တော်ကျွန်တော်အတွက်အကြီးမားဆုံးဆုလာက resurrection ရှင်သာထမြောက်ခြင်းကိုကျွန်တော်ယုံလားဟုတ်ကျွန်တော်အတွက်အကြီးဆုံးမှာရှင်သာထမြောက်ခြင်းပဲဒီလောကီမှာကျွန်တော်ဘယ်လိုနေနေရလဲနော်အဲ့မှာတခါလေးကမဟုတ်လောကီမှာနေရလောကီလိုနေရတာပဲနော်လူတွေကစာဝတ်နေရေးပါလေရှိနေတာပေါ့နော်ကျွန်တော်ကတော့ဆေဖို့တဖို့လူရင်ဆက်ဆက်ရမှာဆိုတော့ကျွန်တော်လက်မခံဘူးကျွန်တော်ကျွန်တော်ဒီလိုနေရကျွန်တော်ရှေ့လာမှာကျွန်တော်ရှိုးတချို့ရှိတယ်ကျွန်တော်ရဲ့ကိုယ်တိုင်တယောက်ကျွန်တော်ရဲ့ တယောက်တစ်ဆိုပဲရှုတစ်ဆိုရှိတယ်အဲ့ဒီရှုမှာကျွန်တော်စဉ်းစားပြီးဒီရှုအတွက်ကျွန်တော်ရှုကဘာလဲအင်္ဂါနေ့မှာလုပ်မရှုဆိုတော့ကျွန်တော်စဉ်းစားပြီး Sunday မှာကျွန်တော်ဒီရှုရမယ့်ငွေကိုကျွန်တော်အရင်လူမယ်ပေါ့ဆိုတော့ဘုရားတို့ကနော်ဒီဘုရားတို့လူလိုက်ပါမယ်ပေါ့စက်ကူထားတယ်ဘယ်နေရာဘယ်အချိန်ဘလောက်လူမယ်စက်ကူထားပြီးသားဖြစ်ချင်တော့ကျွန်တော်ကရှုမစုံခင်တပတ်မှာကျွန်တော်နှစ်ပတ်ကျော်မှာကျွန်တော်က flow ပြီးသွားတယ်ကောင်းလို့လို့ကောင်းလို့လို့စောင့်နေတယ်စောင့်စောင့်ရင်းနဲ့ flow ကရှုနီးလေလေအတန်းကလုံးဝမထွက်တော့ဘူး ဲ့ဒီမှာတော်ပြီပေါ့ကျွန်တော်စိတ်ချက်ပါမတတ်နိုင်ဘူးချက်လိုက်ပြီကျွန်တော်ဒယ်လီကိုတောင်းပါနဲ့ကျွန်တော်လုပ်မဲ့လူတောင်းပါနဲ့ sorry ပါကျွန်တော်အတန်လုံးဝမထွက်တော့ဘူးကျွန်တော်ကတော့မဆိုရတော့ဘူးပေါ့တော့မတတ်နိုင်ဘူးပေါ့နော်ဒါတော့အဲ့ဒီမှာတကူကထွက်လာပြီကျွန်တော်ကစဉ်းစားပြီးဆဲဖို့တဖို့လူမစဉ်းစားပြီးကျွန်တော်ကဝင်ဝင်မရတော့ဘူးဝင်ဝင်မရတော့ကျွန်တော်အဲ့ဆိုဖို့ကိုလူမလားမလူမလူမလူလားဆိုတော့ကျွန်တော်စိတ်ထဲမှာဒွေးစားဖြစ်နေလူလိုက်ရင်ကျွန်တော်အဲ့ဒီရှိုးပြန်မဝင်လာရင်ကျွန်တော်ဝင်မရရင်ဆဲဖို့တဖို့ဘယ်လိုလုပ်မလဲပေါ့နော်နောက်နောက်တစ်ချက်ကတော့ ဘုရားကိုဂတိပေးပြီးပြီလူမဲ့ဆက်ရရှိပြီးပြီလူလိုက်ပေါ့ဒွန်း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 ဆွဲနေကို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 တိတာနောက်လည်းမကြတော့ကျွန်တော်မိုးလင်းတော့လူမဲ့ဖြစ်မယ်ဘုရားကျော်ဂတိပေးပြီးပြီကျွန်တော်ဘုရားစေဖို့တဖို့ဆိုတော့လည်းကျွန်တော်ဘုရားထုမထုကျွန်တော်လည်းစိန်ခေါ်ကြည့်ချင်တာဘုရားထုလားမထုလားဆိုတော့ကျွန်တော်စိန်ခေါ်တာကျွန်တော်နော်စိန်ခေါ်ဆိုတော့ဟိုလိုရိုင်းနေစိန်နဲ့ခေါ်တာမဟုတ်ဘူးပေါ့နော်သူ answer လုပ်မှာကျွန်တော်သူမလာဘောနော်ကျွန်တော်ဟုတ်ပြီဆိုမှကျွန်တော်ဒီတိုင်းပဲရှိုးရတယ်ချိုးရလဲပတ်စံမဝင်ဘူးကျွန်တော်လူမယ်ဆိုကျွန်တော်လူလိုက်တယ် လက်တော့ကျွန်တော်ခီးထွက်သွားရောဟောဆက်တဲ့မှာတော့ကျင်းပြီးတော့ဗောကျွန်တော်လူလိုက်ပြီဆိုကြတဲ့ဘုရားကျွန်တော်တာဝန်ကြီးတယ်ဘုရားကျွန်တော်အလုပ်လုပ်ဘုရားကကျွန်တော်ချစ်တယ်နော်လို့ကျွန်တော်ပြချင်တာဟုတ်ကျွန်တော်ခီးထွက်သွားတာခီးထွက်ရမကြောက်နောက်နေ့မှာကိုမျိုးကြီးရလာပြီကိုဝိုင်းပဲဘယ်နဲ့ဘယ်နဲ့ရှိုးရှိတယ်ဆိုမလားဆိုအဆုံးပဲပို့ကျွန်တော်ကတော့ချုပ်ပဲဘယ်ဟုတ်မလဲရှိုးက23ဘက်ဆက်တယ်ရတယ်ပြီလားဆိုတော့ကျွန်တော်စိတ်ထဲမှာပေါ့အော်ဘုရားကျွန်တော်ဒူးပြီဗောနော်ဘာလို့ကျွန်တော်ကျွန်တော်ဆိုလဲဆိုတော့ကျွန်တော်ကဒီဘုရားဖူးတော့အလုပ်ရရင်တော့ပျော်တော့ဗောနော်ဒါပေမဲ့ကျွန်တော်အဲ့ဒီ ဝင်ဝင်ရတော့ကျွန်တော်ပျော်တာမဟုတ်ဘူးပျော်တော့ပျော်တယ်မအဓိကပျော်ချင်တဲ့စိတ်ကျွန်တော်ဝမ်းပျော်ချင်တဲ့စိတ်ကဘယ်ဟာကျွန်တော်ပြစ်မထားဘူးဆိုတော့ရောဒီလိုလူတွေပြောထားတဲ့အတိုင်းပဲဘုရားကသူ့စကားနားထောင်ရင်သူ့ကိုချစ်သူကကျွန်တော်တို့ချစ်ပြီးသားလူတွေကစိုးတဲ့လူတော်သူချစ်တာဟုတ်ကျွန်တော်အဲ့ဒီအဓိကကျွန်တော်ပျော်သွားတာကျွန်တော်ပျော်တော့ပြောချင်တာကကျွန်တော်အရှိမကျွန်တော်ဘုရားမထူတာလည်းအများကြီးပဲကျွန်တော်ဆုတောင်းတာလည်းအများကြီးမပြည့်စုံဒါပေမဲ့ကျွန်တော်ဘုရားကိုကျွန်တော်ယုံတယ်ဒီခါတော့ကျွန်တော်ဘုရားက ထူးပြီးမှကျွန်တော်ကိုသူ့ပြတာဒါအောင်ကျွန်တော်ပြောတော့လွန်ညီကိုမော်တော်ကလည်းကျွန်တော်ကအရင်တုန်းကတော့ဆယ်ဖို့တဖို့လူကြီးကျွန်တော်ကလူနေရတယ်မလူနေရတယ်ပေါ့နော်ဒါပေမဲ့အခုကကျွန်တော်ကလည်းအခုနဲ့လူနေရတယ်မလူနေရတယ်ကိုကိုတဘောပေါ့နော် free way ပေါ့နော်ဒါပေမဲ့ကျွန်တော်ကျွန်တော်ကပြောင်းလဲသွားပြီကျွန်တော်ကအာဘတရားယုံကြည်တဲ့စိတ်နဲ့လူတာစေသားရဖို့စိတ်နဲ့ကျွန်တော်လူတာမဟုတ်ဘူးနော်ခင်ဗျာကျွန်တော်ကဘုရားကိုချစ်တဲ့စိတ်နဲ့ကျွန်တော်ပြည့်စုံတဲ့စိတ်နဲ့ကျွန်တော်လူတာပါအဲ့ဒါကိုပြောတော့အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ဘုရားတခါလေထူးတယ်မထူးဖို့တင်တဲ့ခါမှာလည်းသူကမထူးတာမဟုတ်ဘူး ူကနီလန်းတဲ့မျိုးလို့ကျွန်တော်တို့ကျွန်တော်တို့ပြတာကျွန်တော်မမြင်လို့ကျွန်တော်အချင်းနောက်ကြုံကျွန်တော်ကျွန်တော်မထူးတဲ့ကိစ္စကျွန်တော်ပြပြန် share ပါနော်ရှိမယ်ဆိုတော့ဒီခေါက်ကျွန်တော်ထူးတဲ့ကိစ္စကျွန်တော် share လိုက်တာပါဟုတ်ကဲ့ပါကျွန်တော် share share ဒါလေးပါပဲအဓိကတော့ကျွန်တော်တို့ကတော့ဖရားကိုကျွန်တော်မြုပ်ကိုတော့ကျွန်တော်အားကိုတော့ချစ်တယ်ဆိုတော့ကျွန်တော် resurrection ကိုကျွန်တော်မြုပ်ကိုပြီး သွားတယ်ဆိုတော့ဒီကကြောက်လာညီကောင်မောင်တမအနေနဲ့အကြီးမားဆုံးစုကကျွန်တော်အတွက်ကရှင်သာထမြောက်ခြင်းနဲ့ Tower Eternal Life ဆိုတော့ကျွန်တော်က share ခြင်းတာပါအားလုံးကိုဟုတ်ကဲ့ပါ